Hello အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။နီးပြ Rubin Amorin အနေနဲ့ Bruno Fernandes ကိုအနာပေးမလား Fernandes ကိုတခြားကစားသမားတွေနဲ့အပြောင်းလဲတွေလုပ်ပြီးတော့သုံးမလားဆိုတာနဲ့ပတ်သက်လို့သူအသေးစိတ်ပြောထားတာကျွန်တော်ရှိတယ်ပေါ့နော်။ဒါကျွန်တော်တို့အကုန်လုံးလည်းသိတဲ့အတိုင်းပဲ Bruno Fernandes ကပွဲတိုင်းလည်းသူကစားခွင့်ရတယ်လို့ပွဲတိုင်းလည်းမိနစ်60အပြည့်နီးပါးသူကစားခွင့်ရတယ်။အတင်းရဲ့ကွင်းလည်းမှာလည်းခြေသွမ်းကောင်းတဲ့ပွဲပဲဖြစ်ဖြစ်မှာကောင်းတဲ့ပွဲပဲဖြစ်ဖြစ်နော်ဘာမှကျွန်တော်အနေနဲ့ ဒီအပြောင်းလဲလှုပ်ခံရတာမျိုးကျွန်တော်မရှိဘူးအတင်းရဲ့ကက်ပတိန်လည်းကျွန်တော်ဖြစ်တယ်လို့အဓိကကစားသမားတွေတွေကလည်းတယောက်အဖြစ်ကျွန်တော်ဒါအပါဝင်ပဲပေါ့နော်ဆိုတော့ဒါမျိုးဒီအာဒီမှာဆိုလို့ရှိရင်တပတ်မှတပွဲပဲကစားရတဲ့အခြေအနေမျိုးမှာဖာနန်ဒက်စ်ကတက်နေနေများဆိုလို့ MO ရင်းကလူစားလဲမှုနဲ့ပတ်သက်လို့ရှိရင်မထီဖို့ကျူးပန်းနေတယ်အဲ့တော့ဖာနန်ဒက်စ်ကို အပြောင်းလဲ rotation လုပ်ပြီးတော့တုံမလားပေါ့ဒီနေရာမှာနီးပြရူဘင် MO ရင်းကတော့ကျွန်တော်ဒီအာဒီမှာပေါ့နော်ကျွန်တော်ဒါ တပတ်မှတပွဲပဲကန်ရတဲ့ယာတီဖြစ်ပြီးတော့ဘရူနိုဖရန်ဒက်စ်ကအမြဲတမ်းလိုလို injury ပြဿနာအကင်းကင်းနဲ့ပွဲတိုင်းကစားနိုင်တဲ့ကစားမမျိုးဖြစ်တယ်ပေါ့ဆိုတော့အဲ့လိုကစားမကိုကျွန်တော်တို့ကတပတ်မှတပွဲပဲခံရတဲ့အချိန်မှာ rotation လို့အလှည့်ကျသုံးဖို့ဆိုတာမျိုးကတော်တော်လေးကိုခဲယဉ်ပါတယ်ပေါ့နော်ကျွန်တော်ရှေ့ပွဲဒီမှာပြောခဲ့ဘူးသလိုပဲတပတ်မှတပွဲဆိုတာမျိုးကကစားမတွေကို manage လုပ်ရတာ imminent ခဲယဉ်နေအဲအခုဆိုလို့ရှိရင်အတင်းမှာ ဂျာကစားမားတွေလိုပဲဗောနော်ကစားကွင်းရတဲ့နဲ့ကစားမားတွေကျွန်တော်ရှိတယ်ဗောနော်ဟိုမိနစ်တွေမျှပြီးတော့ကစားကွင်းရတဲ့နဲ့သူတွေရှိတယ်ဗောနော်အာကျွန်တော်တို့နေရာတနေရာအတွက်ဗောနော်ဟိုပွဲကစားကွင်းရဖို့မတူညီတဲ့ပုံစံနေနဲ့ဒါလူတဲ့နဲ့ကစားမားတွေနေရာရတဲ့နဲ့ကစားမားတွေရှိနေတယ်ဗောနော်ပြဿနာကကျွန်တော်တို့တပတ်မှတပွဲပဲကစားတဲ့အခြေအနေမျိုးမှာ နေရာပေးလို့မရဘူးဖြစ်နေတယ်ဗော တော့လောလောဆယ်မှာဆိုလို့ရှိရင်တော့ဘောနော်အဲအနာဂတ်ဘလူဘလူပွဲမျိုးဘလူယာဒီမျိုးမှာဘေကစားမားကို rotate လုပ်သုံးမလဲဆိုတာနဲ့ပတ်သက်လို့သူတိတ်ခေါင်းနဲ့ထစ်မထားသေးဘူးဘရူနိုဖာနန်ဒက်စ်အနေနဲ့လည်းပေါ့နော်အနာဂတ်မှာထားပါတော့လာမယ့်ယာဒီတွေဘာဒီမှာဆိုလို့ရှိရင်တော့ rotation လုပ်ပြီးတော့အသုံးချခံရနိုင်နေဆိုတာကိုသူကောင်းကောင်းနားလည်ထားသင့်တယ်ပေါ့နော်ပရီးမီးယားလိမှာဆိုလို့ရှိရင်တော့ဒါပွဲတိုင်းအနိုင်ရခြင်းနဲ့ဥရောပပွဲတွေလည်းရှိတယ်ဆိုလို့ရှိရင်တည်ကြတယ်ကျွန်တော်ကကစားမားတွေတယောက်နဲ့တယောက်ကိုအပြောင်းလဲလုပ်ပြီးတော့သုံးမှရမယ် ဆိုတော့မဖြစ်မနေဆိုသလို rotate လုပ်ရမယ်ပေါ့နော်အဲဒါပေမဲ့လည်းလို့တို့လက်ရှိ Bruno Fernandes အနေနဲ့ပေါ့နော်ဒါကိုသူကောင်းကောင်းနားလည်ထားလိုက်မယ်လို့ထင်တယ်လက်ရှိအနာဂတ်မှာအလက်ရှိဒီယာဒီမှာတော့သူ့ကို rotation team ထဲမှာပါခြင်းမပါအောင်မယ်သို့တော့အနာဂတ်လာမယ့်ရာသီတို့ဘာလို့တို့တခြားပွဲစဉ်တွေကစားရတဲ့ပွဲမျိုးတွေမှာဆိုလို့ရှိရင် Fernandes ကိုကျွန်တော်တို့က rotation team နဲ့ကိုထည့်ကျင်ထည့်ရလိမ့်မယ်ဆိုပြီးတော့ပြောသွားတယ်ဆိုတော့ဒါကတော့ကျွန်တော်တို့အနေနဲ့တိတ်မယိုးနိုင်တဲ့စကားတွေပေါ့ဗျာမယိုးနိုင်တဲ့စကားတွေဆိုတာဘယ်နည်းပြလာလား ဟာနန်ဒက်စ်ဒီအသင်းရဲ့အဓိကကစားသမားတစ်ယောက်ဖြစ်တဲ့အတွက်သူကတော့ပုံမှန်ပွဲကစားခွင့်နဲ့အမြဲတမ်းပွဲထွက်ခွင့်ကသူရနေဦးမှာပဲတက်နေသည်များဆိုလို့သူခြေစွမ်းကောင်းသည်များကာလာဘလုံပေါ့ကွင်းလယ်မှာကက်စမီရူတို့ကစားသမားတွေပုံမှန်ပွဲထွက်ခွင့်ရနေတဲ့ရင်ဟာနန်ဒက်စ်ကတေချာပေါက်ဆိုသူလွဲချက်ဖို့မရှိဘူးဒါတေချာတယ်ဆိုတော့လာမယ့်ရာသီထားပါတော့ဥရောပဝင်ခွင့်တွေရလို့เนาะပြိုင်ပွဲတွေနှစ်ခုသုံးခု ကစားရပြီဆိုရင်တော့ ဖာနယ်ဒက်စ်ကိုလည်းပေါ့နော်သူက rotate လုပ်ပြီးတော့တုံးသွားမယ်ဆိုပြီးတော့သူပြောသွားတယ်အကယ်လို့အဲ့လိုယာတီတွေရောက်ရင်ဘရူနိုရဲ့ဘက်ကလည်းနားလေထားဖို့လိုတယ်ဆိုပြီးတော့လည်းသူကပြောသွားသေးတယ်ဆိုတော့ရလော့စင်မှာတော့တပတ်တပွဲဖြစ်တဲ့အတွက်ကစားကွင်းရတဲ့ကစားမတွေရှိတာတောင်မှပုံစံကောင်းပြနေတဲ့လက်ရှိ first line နဲ့ set ယောက်ကကစားမတွေကိုသူကပေါ့နော်လဲသွားဖို့မရှိဘူးဆိုပြီးတော့သူပြောတာပေါ့ဗျာဆိုတော့ဘရူနိုဖာနယ်ဒက်စ်မှမဟုတ်ဘူးကျန်တဲ့ first line နဲ့ကကစားမတွေကို ဖဲထုတ်ပြီးတော့ဗောနော်အရန်ကောင်ကကစားမတရားရောက်ကိုထည့်လိုက်ဖို့ကအင်မတန်ခရင်နေဆိုပြီးတော့သူပြောသွားတယ်ကျွန်တော်ကတော့တချို့နေရာတွေက rotate လုပ်လို့ရတယ်ဗောထားပါတော့အခုဆိုလို့ရှိရင်ကျွန်တော်တို့ rotate လုပ်လို့မရတာဆိုဘယ်သူတွေရှိမလဲ Benjamin Shesko, Brian Ambumo, Matthias Kunya ဒီ၃ယောက်ကတော့ပွဲထွက်လူစင်းကနေရော့တင်တယ်လို့မထင်ဘူးအကယ်လို့ရော့တင်တယ်ဆိုရင်တော့မှထားပါတော့ Matthias Kunya နေကိုတိုက်စစ်မှုကိုပို့ပြီးတော့ အဲဘာလဲမေဆန်မောင်းတို့ဘာတို့ကိုထည့်တာမျိုးကြီးကျွန်တော်မျှော်လင့်လို့ရတယ်ဗောနော်။ကွင်းလယ်မှာဆိုလို့ရှိရင်ဘရူနိုဖာနက်စ်ဒီလုံးဝ rotate လုတ်ခံရခြင်းမရှိတဲ့နဲ့ကစားမှာပေါ့ဗျာ။ဆိုတော့ကက်စမီရိုရဲ့နေရာမှာဆိုလို့ရှိရင်တော့ rotate လုတ်အောင်လှုပ်လိမ့်မယ်ပေါ့။ဒါပေမဲ့လို့ဘရူနိုနဲ့ကက်စမီရိုဒီလုံးဝအထီးခံရမှာမဟုတ်ပြီးရင်အာမက်ဒီယာလို့နော်ခံစစ်မှာဘလောက်ပဲကူတာအားနေပါတယ်ပြောပြောအာမက်ဒီယာလို့ကိုကျွန်တော်အနေနဲ့ လုံးဝ rotate လုပ်တာမျိုးမြင်ရမှာမဟုတ်ဘူး။နောက်တက်မှာဆိုလို့ရှိရင်တော့ delete ပေါ့။နော် delete တို့ဘာလို့က rotate လုပ်တာမျိုးကျွန်တော်မြင်ရမှာမဟုတ်ဘူး။ပြီးရင် lemons ပေါ့။ဆိုတော့အသင်းမှာတချို့ကစားမတွေကျတော့လုံးဝ rotate လုပ်စရာမလိုတဲ့ကစားမတွေကျွန်တော်ရှိတယ်ဗျာ။ဘာကြောင့်လဲဆိုတော့သူတို့ကိုယ်တိုင်ကိုယ်ကအရင်ကောင်းနေတဲ့အပြင်သူတို့နေရာကိုအပြောင်းလဲလုပ်ကစားမဲ့သူကလည်းသူတို့လောက်စွန့်ဆောင်ရည်ကြီးကောင်းမနေဘူးဆိုမှတော့ဒါဟာအရင်ကစားမတတာပဲရှိတယ်။အဲ့တော့ဒီကစားမတွေကိုကျွန်တော်ကနေရာလဲစရာအကြောင်းကမရှိဘူးဖြစ်နေပေါ့။အဲကျွန်တော်ကတော့ MOD နေနေပေါ့နော်။ ဒီယာဒီမှာတော့ Fernandez ကို လုံးဝနေရာပေးတာမျိုးတွေကိုရှော့ပစ်လိုက်မယ်လို့ကျွန်တော်မထင်ဘူး။မဲကက်စမေရိုအတွက်ပဲဖြစ်ဖြစ်၊ Ugarte အတွက်ပဲဖြစ်ဖြစ်၊ Menu အတွက်ပဲဖြစ်ဖြစ် Bruno ပါ Bruno ပဲဆက်ပြီးတော့ရှိနေဦးမှာပဲ။အကယ်လို့ကျွန်တော်ဒီယာဒီကုန်တဲ့အခါဥရောပဝင်ကွင်းတွေဘာတွေရလို့ Fernandez ဒါနောက်ရာသီတီဆက်ပြီးတော့ရှိနေဦးမယ်ဆိုရင်တော့ဘောနော် Fernandez ကိုအနားပေးတာမျိုးအလှည့်ကျသုံးတာမျိုးတွေရှိလာလိမ့်မယ်ဆိုပြီးတော့ Amorin ကတော့ပြောထားတယ်။အကယ်လို့အဲ့ဒီလိုအချိန်ကြာရင်တော့ Fernandez ဘက်ကလည်းဒါတွေကိုနားလည်ထားဖို့လိုတယ်ဆိုပြီးတော့လည်းသူပြောထားတယ်။ ်ညီကိုတို့ရောဘယ်လိုမြင်ကြလဲဖာနယ်ဒက်စ်ကတော့ဒီယာဒီဂုံနဲ့အထီကိုလုံးဝနေရာဟိုရှော့ချတာခံရလိမ့်မယ်လို့ကျွန်တော်မထင်ဘူးညီကိုတို့ရောဒါဖြစ်တဲ့နယ်လို့ထင်ကြလားဆွေးနွေးကြပါအောင်အားလုံးကိုချစ်သူများကြီးဒီမှာနဲ့